းမဲမင်္ဂလာပါကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ18ရက်နေ့နနေ့ခေတ်သတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ခုအနေနဲ့မကွေးတိုင်းကမ္မမြို့အဝင်တွင် KTV မှကားဖြင့်ပြန်လာသောပြူစောတိကောင်းဆောင်အဝင်းအပါဝင်၃ဦးကိုပြစ်ခတ်တိုက်ခိုက်ရာ၃ဦးစလုံးသေဆုံးခဲ့ကြောင်းကမ္မမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ14ရက်နေ့တွင်ပသိမ်မုံရွာလမ်းမနှင့်ကမ်မမြို့အဝင်လမ်းဆုံ14မိုင်အနီးတွင်ဒဗက်ကက်ကားဖြင့်အုံရှိပင်မြို့ KTB မှပြန်လာသည့်ပြူစောတီကောင်းဆောင်အောင်ဝင်အတွင်းရေးမှုရဲအောင်နှင့်အမကန်တက်တာအောင်မြိုင်နုသုံးဦးကိုဒေါ်လာရင်းတက်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်ထိုတိုက်ခိုက်မှုအတွင်တပ်သားအောင်မြိုင်သည်နေရာတွင်ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်း၎င်းတို့စီးနှင်လာသောကားအတွင်မှအဖုံးနှင့်တပ်တေကန်ဆောက်ရွက်များကိုတင်စီရရှိကကားကိုမီးရှို့ရှင်းလင်းခဲ့ကြောင်းသိရှိရပါသည် ထို့ပြင်တိုက်ခိုက်မှုအတွင်းကြီးထီမှန်ကထိခိုက်ဒဏ်ရာရရှိခဲ့သောပြူစောတီကောင်းဆောင်အောင်ဝင်းနှင့်အတွင်းရေးမှုရဲအောင်တို့သည်သွေးထွက်လွန်ပြီးထပ်မံတည်ဆုံခဲ့ကြောင်းသိရပါသည်။အဆိုပါပြူစောတီကောင်းဆောင်အောင်ဝင်းသည်အကြံဖတ်စစ်တပ်အတွက်စစ်မှုထမ်းတပ်သားတည်ဆူဆောင်ရေးကိုလာစဉ်ကမ်းမမျိုးအတွင်ပေါ်တာဆွဲခြင်းအကြံဖတ်ဖမ်းဆီးခြင်းစစ်မှုထမ်းခြင်းများလည်းကောက်ခံခြင်းငွေညစ်ခြင်းနှင့်အကြံဖတ်စစ်တပ်တောက်တိုင်အဖြစ်လောက်ကိုင်းနေသူဖြစ်ကြောင်းသိရှိရပါသည်။ ဆက်လက်ပြီးတော့မွန်ပြည်နယ်ရေးမြို့နယ်လိပ်ပုတ်ရွာကိုစစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခတ်ရာစစ်သားများထိခိုက်ဒေဆုံးမှုရှိကြောင်းရေးဘလူတပ်ဖွဲ့ဤတရင်မှုကပြောဆိုပါရယ်။နိုဝင်ဘာလ15ရက်နေ့ရေးမြို့နယ်လိပ်ပုတ်ရွာသို့စစ်ကြောင်းထိုးလာတော့အကြမ်းဖက်စစ်တပ်ကိုရေးဘလူတပ်ဖွဲ့ကကြားဖြတ်တိုက်ခတ်ရာထိတွေ့တိုက်ပွဲတနအေကြောကြားဖြစ်ပွားခဲ့ကြောင်းသိရှိရပါရယ်။တိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှထိခိုက်ဒေဆုံးမှုရှိတော့လေအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်ရေဘလူတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် စစ်ခွေးတွေကမနေ့တုန်းကစစ်ကြောင်းထိုးလာတာကျွန်တော်တို့ရေဘလူးတရင်နဲ့အထိတွေ့မှုဖြစ်ခဲ့တယ်။ရန်သူဘက်ချက်ကအထိခိုက်မသေးကြဘူး။ကျွန်တော်တို့ဘက်ချက်ကအထိခိုက်မှုမရှိဘူး။ရန်သူကတော့အပိုင်ပစ်နိုင်တယ်။ရန်သူဘက်ကဒဏ်ရာရတာရှိမှာပေါ့။ကြာဆုံးမှုကတော့အတိအကျမဖြစ်ဘူး။ရန်သူကအင်အားများတယ်။အင်အား200ဝန်းကျင်လောက်ရှိတယ်။မနေ့ကလက်ပုတ်ရွာကိုစစ်ကြောင်းထိုးလာခဲ့တာပေါ့။ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ပြီးတော့နိုင်ပိုင်းအတွင်းမှာပဲပြန်ဆင်းသွားတယ်။တိုက်ပွဲကြံပြင်းချိန်ကတော့တနိုင်ခွဲလောက်ရှိတယ်ဟုရေဘလူးတပ်ဖွဲ့ဤတရင်မှုကပြောဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားချိန်အတွင်းအကြမ်းဖက်စစ်တပ်ဤရန်စံပစ်ခတ်မှုကြောင့်ပြည်သူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပြီးစိုက်ကဲပြင်ဆိုင်တဆိုင်လည်းမိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ပဲခူးတိုင်းဖြူးမြို့နယ်နဲ့နတ်တလင်းမြို့နယ်တို့တွင်စစ်မှုထမ်းပတ်စင်စကိုအတွက်လူလိုသည်ဟုဆိုကလူငယ်များကိုညာရင်းစစ်လိုက်လံဖမ်းဆီးပြီးစစ်မှုထမ်းတင်နန်းကျောင်းသို့ပို့ဆောင်ခဲ့ကြောင်းဖမ်းဆီးခဲ့လူငယ်များ၏မိဘဆွေမျိုးများကပြောဆိုပါရသည် နိုဝင်ဘာလ14ရက်နေ့ညပိုင်းနက်တလင်းမြို့ပေါ်တွင်စစ်တပ်ပြူစောတီနှင့်ထွေအုပ်များကနိုဝင်ဘာလ16ရက်နေ့တွင်ဖွင့်လှစ်မည်အစ်စ်မှုထံအပတ်စဉ်စကူအတွက်လူလိုသည်ဟုဆိုကာကားများဖြင့်မြို့များကိုလှည့်လည်၍နေအိမ်များနှင့်လမ်းများပေါ်မှလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းရင်းနောက်စစ်ကားကြီးတစ်စီးစာဖြင့်လူငယ်များကိုလှည့်ပတ်ဖမ်းဆီးပြီးနောက်ချက်ချင်းဆိုသလိုစစ်သားစုဆောင်ရေးတပ်သို့ပို့ဆောင်လိုက်ကြောင်းသိရှိရပါသည် နက်တလဲမှာနိုဝင်ဘာလ14ရက်နေ့ညပိုင်းစစ်သားနဲ့ပြူစော်ဒီတွေက ပေါ်တာဝင်ဆွဲတယ်။ကျမရဲ့မောင်ရင်းရဲ့တဝမ်းခွဲမောင်ရဲ့ပါသွားတယ်။နိုဝင်ဘာလ14ရက်နေ့ကဖမ်းတယ်။နိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာကားပေါ်တင်ပြီးတခါတည်းစစ်မှုထမ်းတင်တဲ့ကြောင်းကိုပို့တယ်။ငွေနဲ့ရွေးဖို့လို့တော့မရတော့ဘူးအပတ်စဉ်ဆက်ခုဖွင့်ကိုရက်ကတ်သွားတာရေလူလူရာရဲ့ကြောင့်ငွေနဲ့ရွေးခွင့်မပေးဘူးမြူတဲကိုလှည့်ပတ်ပြီးပေါ်တာဆွဲဖန်းစီခေါ်ဆောင်ကြတာကားတစ်စီးလုံးပြည့်ရောပဲဟုဖန်းစီကဲလူငယ်တူဦးအမဖြစ်သူကပြောဆိုပါတယ် အလားတူပဲခူးတိုင်းဖြူမြူနယ်တွင်လည်းမြို့နယ်စီမံအုပ်ချုပ်ရေးမှုအဖွဲ့ဗိုလ်မှူးဆောင်မြို့နောင်ဤအမိန်ဖြင့်စစ်မှုထမ်းအပတ်စဉ်စကိုးအတွက်လူလူတပြင်းညာရင်းချင်းလိုက်လံရှာဖွေပေါ်တာဆွဲဖမ်းဆီးမှုများလှုံ့ဆော်ခဲ့ကြောင်းလူငယ်များပြားဖမ်းဆီးရရှိခဲ့ကြောင်းသိရပါသည်။ ယခုနိုဝင်ဘာလလယ်ပိုင်းစတင်ဖွင့်လှစ်နေသည့်စစ်မှုထမ်းပတ်စစ်စကိုအတွက်လူရရှိမှုနည်းပါးသဖြင့်စစ်တပ်ကအတင်းကျပ်ပေါ်တာဆွဲဖမ်းဆီးမှုများကိုအချိန်ဟုန်ပြည့်လှုပ်ဆောင်လာပြီးနေအိမ်လမ်းများပေါ်တွင်နေရောညပါပေါ်တာဆွဲဖမ်းဆီးမှုများဖြစ်ပေါ်လျက်ရှိကြောင်းရန်ကုန်မန္တလေးပါဝင်မြို့ကြီးများတွင်လည်းရှိသောကင်းထောက်တရင်ကုန်ရက်များမှသိရှိရပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းခုအနေနဲ့စစ်တပ်လက်အောက်ခံ BGF ကြီးစိုးနေတဲ့ကမ္ဘာကျော်ရွှေကုတ်ကိုကြားဖြန့်တူးစရိုင်းမျိုးတစ်နဲ့တခြားမျိုးတစ်များကိုနှစ်ထည့်သွင်းမဲ့ခေခေပတ်နေရကိုကြားဖြန့်နေနေရေးအတွက်အပြည့်ပြည့်ရှင်းလင်းမယ်လို့မင်းအောင်လိုင်းကဖအန်ခီးစင်မှာကြွေးကြော်သွားပါတယ်အွန်လိုင်းငွေလိမ်လည်ရေးလုပ်ငန်းတွေတရှိရာအစိပ်ပိုင်းတွေတဲကတခုဖြစ်တဲ့ခေခေပတ်နေရာကိုအပြည့်ပြည့်ရှင်းလင်းမယ်လို့စစ်ကောင်းဆောင်မင်းအောင်လိုင်းကသူ့ရဲ့ဖအန်ခီးစင်မှာပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ မြန်မာထိုင်းနယ်စပ်က KK ဘက်နေရာကိုစစ်တပ်ကရှင်းလင်းနေပြီးအမျိုးသားရေးတာဝန်တရအဖြစ်အပြည့်ပြည့်ရှင်းလင်းသွားမယ်လို့စစ်အုပ်စုခေါင်းဆောင်မင်းအောင်လိုင်းကဖအံဌာနဆိုင်ရာတွေရမီရဖတွေနဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့တယ်လို့သိရပါတယ်စေအောင်စုကောင်းဆောင်က KK ဘက်ကိစ္စနဲ့ပတ်သက်ပြီးယခုလိုပြောဆိုခဲ့တော့လေကြားပြန်လုပ်ငန်းတွေရဲ့အကြီးအကဲစိတ်ပိုင်းကြီးဖြစ်တဲ့ရွှေကုတ်ကိုမြို့တင်နဲ့ပတ်သက်ပြီးပြောကြားခဲ့ခြင်းမရှိပါဘူး KK ဘက်ကြားပြန်လုပ်ငန်းတွေကိုဒီမိုကရေစီအကျိုးပြုကရင်တက်မတော် DKPA နဲ့စေအောင်စုလက်အောက်ခံနေကြဆောင်တဲ့ BGF တို့ပူးပေါင်းစီမံနေတာလို့သိရှိရပါတယ် ရွှေကုတ်ကိုမြို့တစ်ကကြားဖြန့်လုပ်ငန်းတွေကိုစေအုပ်စုလက်အောက်ခံနေကြဆောင်တဲ့ PG ရဲ့ကောင်းဆောင်စောချစ်သူနဲ့တရုတ်ရာဇဝတ်ကိုင်းတွေကပိုင်ဆိုင်ပါတယ်။ကရင်နေကြဆောင်တဲ့ BGF ကောင်းဆောင်စောချစ်သူရဲ့ online ငွေလိမ်လည်ကိုင်းစီးပွားပဲရွှေကုတ်ကိုရထိုင်းမြို့တစ်တီထောင်သူရှီချင်းကျန်ကိုထိုင်းကတရုတ်အစိုးရထံနိုဝင်ဘာလ12ရက်နေ့မှာလွှဲပြောင်းပေးခဲ့ပါတယ်။ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးစီကောင်းဆောင်ကပြောကြားခဲ့တာတော့မရှိပဲခေခေပတ်ကိစ္စတခုတည်းသာပြောဆိုသွားတာကိုမြန်မာအသံရဲ့သတင်းထုတ်လွှင့်ချက်အရသိရှိရပါတယ်။ မြဝတီမြို့နယ်မှာအွန်လိုင်းကြားဖြင့်အခြေဆိုင်တဲ့ရွှေကုတ်ကိုမြို့တည်စီမံကိန်း၊ရထိုင်းမြို့တည်စီမံကိန်း၊တောင်းမေဥယျာဉ်စီမံကိန်း၊တောင်းမိုင်ဖက်၊ယူလောင်ဘေးဖက်၊အပိုလိုဖက်၊ဂျင်းစျန်ဖက်၊ခိခိဖက်မြဝတီမြို့တည်စားတဲ့စီမံကိန်းတွေကိုမြန်မာစစ်တပ်လက်အောက်ခံ BGF ကဦးဆောင်ပြီးတရုတ်ရာဇဝတ်ကိုင်းတွေနဲ့ပူးပေါင်းလှုပ်ဆောင်နေတာဖြစ်ပါတယ်။ကြားပြန်ကိစ္စကြောင့် BGF ကောင်ဆောင်ဆော့ချစ်သူကိုထိုင်းတရားရုံးကလည်းတရားစွဲဆိုမှုတွေရှိခဲ့ပြီး American, Britain နဲ့ဥရောပသမဂ္ဂတို့ကတန်ခတ်ပိတ်ဆိုတာတွေလှုံ့ဆော်ထားပါဗျ။ online ငွေလိမ့်လေကြားဖြတ်လုပ်ငန်းတွေမှာပါဝင်ပတ်သက်နေတဲ့ Democracy အကျိုးပြုကရင်တက်မှာတော့ DKPN နဲ့ခေါင်းဆောင်နေဖြစ်တဲ့ Sosty, Sosan Aung, Sosain Win နဲ့ဆိုင်းကျော်လာတို့ကို American အစိုးရက Noemala စနေရည်နေ့ကပဲပိတ်ဆို့အရေးယူလိုက်ပါတယ်။ ဆက်လက်ပြီးတော့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်တွင် AA ကယာယီဆုတ်ခွာပေးလိုက်တော့ကြောက်ဖြူမင်းပြင်းရွာရေဒါစခန်းတွင်ဝါဒပြန်တပ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေသည် AA ပြစ်ခတ်သောလက်နက်ကြီးကြီးကြားရပောက်ကွဲ၍စစ်သားများပြားတိုက်ဆုံခဲ့ကြောင်း AA စီရေးတရင်ရင်မြစ်ကပြောဆိုပါသည် နိုဝင်ဘာလ14ရက်နေ့အာခန့်တက်တော် AA ကတင်ပိုက်ထားသည့်ကြောက်ဖြူမျိုးမြင်းပြင်းရွာရေဒါစကန်ကို အကြမ်းဖက်စစ်ကော်မရှင်တပ်များကအလုံးရင်းဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းယင်းနောက် AA ကမြင်းပြင်းရွာစကန်မှာယာယီစုခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းထို့ပြင်မြင်းပြင်းရွာစကန်ကိုစစ်တပ်ကရရှိပြီးနောက်ဝါရပြန့်တက်ကုန်ရိုက်ကူးရန်စစ်သား20ကျော်ကပြင်ဆင်နေခဲ့ကြောင်းယင်းချိန် AA ကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာမြင်းပြင်းရွာစကန်တွင်ရှိဝါရပြန့်တက်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့်နေရာသို့တက်တက်ကြရပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုအတွင်စစ်သားများပြားတိုက်ဆုံ ံးခဲ့ကြောင်းသိရှိရပါတယ်။မင်းပြေရွာစခန်းတွင်လက်နက်ကြီးကြားရပါကွဲမှုကြောင့်ဂျမ်ဘက်စစ်သားအနည်းဆုံး10ဦးခန့်သေဆုံးနိုင်ပြီး24ဦးသေဆုံးသည်ဟုဆိုသောသတင်းများသိရှိရကြောင်းအတိအကျအတည်ပြုနိုင်ခြင်းမရှိသေးပေ။ကျောက်ဖြူမြို့နယ်အတွင်းအခြေရွာများစုတွင်အေအေကနယ်မြေစိုးမိုးထားပြီးစစ်တပ်ကရေတပ်နှင့်မြို့ပေါ်ခြေဆိုင်တပ်များတွင်သာနေရာယူထားရမှာကြီးရေလင်းအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ပါသည်။ AA ကရခိုင်ပြည်နယ်တွင်2023ခုနှစ်နိုဝင်ဘာလ13ရက်မှစတင်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးလက်ရှိတွင်တန်တွဲရမ်းပြေဘူဒီတောင်ရသေးတောင်ပုံနာကျွန်းကြောက်တော်မြင်းပြမြောက်ဦးမြေပုံပေါတော်မောင်တော်အန်တောင်ကုန်းကွာတို့ကိုသိမ်းပိုက်ထားသည်ထို့ပြင်ချင်းပြည်နယ်ပလဝမြို့ကိုလည်း AA ကသိမ်းပိုက်ထားပါတယ်။ AA ကရခိုင်တပြည်လုံးသိမ်းပိုက်နိုင်ရန်အတွက်လက်တကန်းသာလိုတော့ပြီးထိုးစစ်များအရှိန်မြင့်တင်လျက်ရှိကြောင်း AA ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံတဝန်တက္ကသိုလ်နှင့်ဒီဂရီကောလိပ်များအားလုံးတွင်တက်ရောက်နေသည့်ကျောင်းသားအားလုံးကိုစစ်တပ်ကကြိုတင်မဲ့ပေးရန်စီစဉ်စရင်ကောက်ခိုင်းထားကြောင်းတကုံတက္ကသိုလ်နှင့်အရှေ့ပိုင်းတက္ကသိုလ်တို့မှကျောင်းသားရေးရာဌာနမှသိရှိရပါသည်။ စစ်တပ်ကတက္ကသိုလ်ဒီဂရီကောလိပ်များဤပညာအသက်မွေးပညာကောလိပ်များဤပညာတက္ကသိုလ်ကွန်ပျူတာတက္ကသိုလ်နှင့်ပေါ်လီတက်နစ်ကျောင်းများတွင်လာမည့်နိုဝင်ဘာလ24ရက်နေ့မှစတင်၍သင်တန်းများစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းအဆိုပါ2025 2026နှင့်ပညာသင်နှစ်အတွင်းတက္ကသိုလ်နှင့်ကျောင်းများအလုံးတွင်ကျောင်းတက်ကြမည်ကျောင်းသားကျောင်းသူများအနေဖြင့်ကျူတင်မဲများမဖြစ်မနေပေးရမည်ဖြစ်ကြောင်းကျူတင်မဲ့ပေးခြင်းသည်တက္ကသိုလ်တက်မြေကျောင်းသားကျောင်းသူများ၏တာဝန်တရဖြင့်စစ်တပ်ကတတ်မှတ်လောက်ဆောင်ခိုင်းနေကြောင်းသိရပါသည်။ တက္ကသိုလ်တက်နေတဲ့ကျောင်းသားကျောင်းသူတွေအားလုံးကကြိုတင်မဲ့ပေးရပါမယ်။မိမိမျိုးနဲ့လိုက်ကြိုတင်မဲ့ပေးနိုင်အောင်ကျောင်းတွေကစီစဉ်ပေးရမယ်။အခုကျောင်းအပ်လက်ခံရင်စည်ရင်းတွေကောက်ခိုင်းနေပါပြီဟုပညာရေးဝန်ကြီးဌာနသတင်းရင်းမြစ်ကရှင်းပြပါတယ်။တက္ကသိုလ်ကျောင်းများမှာကျောင်းသားကျောင်းသူများသာမကတက္ကသိုလ်ဆရာဆရာမများနှင့်တက္ကသိုလ်ပညာရေးဝန်ထမ်းများလည်းကြိုတင်မဲ့ပေးရမည်စီရင်တွင်ပါဝင်ကြောင်းသိရှိရပါသည်။အကြံပေးစစ်တပ်ကလာမည့်ဒီဇင်ဘာလ28ရက်နေ့မှစတင်၍ရွေးကောက်ပွဲကိုအပိုင်းလိုက်စတင်ပြုလုပ်မည်ဖြစ်ကြောင်းကြေညာထားပါသည်။ ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ကရင်ပြည်နယ်ဖအံမြို့တွင်ရောက်ရှိနေသည့်အကြမ်းဖက်မင်းအောင်လိုက်မှခရီးစဉ်ပေါက်ကြားမှုနှင့်လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေများကြောင့်ဖအံတွင်ညမအိတ်တော့ပဲမော်လမြိုင်တို့ရဟတ်ရင်ဖြင့်ထွက်ခွာပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းစစ်တရင်ရင်မြစ်တချို့မှသိရှိရပါသည်။ နိုဝင်ဘာလ15ရက်နေ့ဖအံမျိုးတို့ရောက်ရှိခဲ့သောအကြံပတ်စစ်တပ်မင်းအောင်လိုင်မှာဖအံတွင်ဌာနဆိုင်ရာတွဲဆောင်ပွဲလှုပ်ဆောင်ပြီးနောက်လူငယ်စင်တာနှင့်ဇွဲကပင်မိုးလုံလီလုံအာကစားကွင်းတည်ဆောက်မှုများကိုတွားရောက်စစ်ဆေးခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖအံတပ်နယ်တွဲဆောင်ပွဲနှင့်တောင်ကလေးစစ်ဆေးရုံတို့တွားရောက်စစ်ဆေးမိစစ်ဆေးများကိုဖျက်သိမ်းခဲ့ကြောင်းယင်းနောက်ဖအံတွင်ညမအိတ်တော့ပဲရဟတ်ရင်ဖြင့်မော်လမြိုင်တို့ထွက်ခွာကအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရှိရပါသည် ဖမ်းအမတက်နယ်တွဲဆောင်ပွဲနဲ့စစ်စေးရုံကိုသွားမဲ့အစီအစဉ်တွေမလုပ်တော့ဘဲလုံခြုံရေးအခြေအနေကြောင့်ဖြစ်သိမ်းနိုင်ရှိတယ်။ဖမ်းတက်နယ်တွဲဆောင်ပွဲနဲ့တောင်ကလေးစစ်စေးရုံသွားပြီးဒဏ်ရာရတက်မတော်သားတွေကိုတွဲမဲ့အစီအစဉ်ကိုဖျက်လိုက်တယ်။ခရီးစဉ်တည်င်းဂျိုပေါက်ကြားလို့ဟုစစ်တပ်တည်င်းရင်းမြစ်ကပြောဆိုပါရတယ်။ မြန်မာနေ့ည9:00နာရီအချိန်မင်းအောင်လိုင်းမှာဖအံမမော်လမြိုင်တို့ရဟတ်ရင်ပြေမော်လမြိုင်လေးစိတ်တို့ရောက်ရှိလာကြောင်းယင်းနောက်မော်လမြိုင်ကလန်းလန်ညစည်းတို့သွားရောက်ပြီးကြိုက်တလဖျားဖူးခဲ့ကြောင်းမော်လမြိုင်ရှိပြည်내ခမ်းမတွင်အကြမ်းဖက်မင်းအောင်လိုင်းကဌာနဆိုင်ရာတွေးဆောင်ပွဲနှင့်အရှိတောင်တိုင်းစစ်ဌာနချုပ်တက်နယ်တွေးဆောင်ပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည် ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့မန္တလေးတိုင်းမြင်းကျံမြို့နယ်ရှိအကျန်းဘက်စစ်တပ်ကိစ္စခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်သား9ဦးသေဆုံးခဲ့ပြီးစစ်သားအလုံးဆုတ်ခွာထွက်ပြေးသွားကြောင်းဌာနမြေစစ်ကြောင်းမှတာဝန်ရှိသူကပြောဆိုပါရတယ်။ နိုဝင်ဘာလ23ရက်နေ့နနက်6:15မိနစ်အချိန်မြင်းချံမြို့နယ်ကောင်းခွဲကျေးရွာနှင့်ကန်းကျေးရွာအကြားရှိဂျမ်ပတ်စစ်တပ်ကိစ္စခန်းကိုထဏောင်းမြေစစ်ကြောင်းနှင့်မဟာမိတ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်းကိစ္စခန်းကိုဒရုန်းများဖြင့်ကြားရောက်ပောက်ကွဲခဲ့ပြီးမြေပြင်မှလည်းဒေါ်လာရင်တပ်ဖွဲ့များကစစ်ကြောင်းနှစ်ကြောင်းခွဲ၍ကိစ္စခန်းအတွင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည် ထိုစကန်တွင်အကြံဘတ်စစ်သား55ဦးဖြင့်အထိုင်ချတက်ဆွဲထားခြင်းဖြစ်ပြီးတိုက်ခိုက်မှုတွင်အကြံဘတ်စစ်တပ်ဘက်မှ9ဦးသေဆုံးကာကျန်ရှိသူအလုံးသည်စကန်တွင်မှဆုတ်ခွာထွက်ပြေးသွားကြောင်းဒေါ်လာရေးတပ်ဖွဲ့များကဂိတ်စကန်ကိုရှင်းလင်းရေးဝင်လုနေချိန်မြင်းကျံမြို့မှတပ်ကူစစ်ကားများရောက်ရှိလာသောကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရပါသည် အဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေးငါးကောင်ကတော့နေရာတွင်ပွဲချင်းပြီးပြီးတိတ်ဆုံးနဲ့နောက်ထပ်ထပ်တိုးနှစ်ကောင်တည်တယ်စုစုပေါင်းစစ်ခွေးတည်တာခုနှစ်ကောင်ရှိတယ်ကျွန်တော်တို့ဒေါ်လာရင်းရဲ့ဘော်တွေအထူးကမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုဌာနမြေစစ်ကြောင်းမှတာဝန်ရှိသူကပြောဆိုပါတယ် အဆိုပါတိုက်ခိုက်မှုကိုထနောင်းမြေစစ်ကြောင်းနှင့်အတူ Justice Warrior တပ်ဖွဲ့မဟာမိတ် drone တပ်ဖွဲ့များဖြစ်သော MDF မြောင် drone ကြားခင်စိန်တပ်ဖွဲ့ Revolutionary Air Force မြင်းကြံခရိုင် MS-17 တပ်ရင်းလက်ရုံးတပ်925ပျောက်ကြားတပ်ဖွဲ့9စုံ Peacock drone twin တပ်ဖွဲ့တို့မှပူးပေါင်းလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်ဒီကနေ့မှတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနာဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။